ဗုဒ္ဓံပူဇေမိတမံပူဇေမိတံဃံပူဇေမိမာတာပိတုပူဇေမိအာစီယပူဇေမိအနန္တောနန္ဒာ၅ပါးကိုလက်ဆက်ပြမှု၍ပူဇေမိပူဇော်ပိုင်းရှင်ဘုရားမိတ်ဆွေများအားလုံးမင်္ဂလာပေါင်းနဲ့ပြည့်စုံကြပါစေကြောင်းကျွန်တော်များပုံမှန်မှတ်ခတ်ပေးခြင်းဆရာပြေနာတိတ်တိမှဥစ္စာပဏာမှာ90ပါးပေးရစီခင်ဗျာ ခုဗီဒီယိုလေးကတော့2025ခုနိုဝင်ဘာလ17ရက်နေ့အတွက်မှာခရနိနန်သာသမီများဘက်ပုံနာတော့နက္ခတ်ပြည်ပလဇာဟောဇနလေးပဲဖြစ်ပါတယ်နော်။ဆက်ပြီးတော့2025ခုနိုဝင်ဘာလအတွက်ကြာသပတေးနေ့နံပွားများအတွက်ဂယုပြုစရာဆောင်းရံရှောင်းရံဟောဇနလေးနဲ့အထူးတက်ရတရားလေးကိုဆရာပြင်ဆက်ပေးလိုက်ပါတယ်။ ကျွန်တော်နေနံဖွားမိတ်ဆွေများခင်ဗျာဒီ17လပိုင်းမှာဆိုလို့ရှိရင်စီးဝါးကန်စာတာတက်ကင်းရပါတော့ဆရာတို့ဒီကောစာမက်ကတ်ကျော်ရာသီဖွဲ့မှာအာပြုနေတာလေးတခုကတော့ဆရာတို့ဒီတင်းလာဌာနတင်းတဲ့အလုပ်ဒီပေါ့နော်ငွေကြေးပိုင်းဆိုင်ရာလုပ်ငန်းတွေမှာနော်နော်ငွေကြေးပိုင်းဆိုင်ရာလုပ်ငန်းတွေနော်ငွေပရိန်တို့ငွေတဲ့ပစ္စည်းလုပ်ငန်းခြံလုပ်ငန်းကားလုပ်ငန်းကြက်ဥကြက်သားနော်ကြက်မွေးမြူရေးလုပ်ငန်းအကြောင်းရောင်းဝယ်လုပ်ငန်းကုန်ပစ္စည်းနော်ကားရောင်းဝယ်ရေးနော် လုပ်ငန်းကွန်ပျူတာကုသရောင်းဝယ်ရေးလုပ်ငန်းเนาะကာရောင်းဝယ်ရေးကွန်ပျူတာကွန်တီကွန်ရစားတယ်ပေါ့เนาะဒီတင်းလာနန်သက်လုပ်ငန်းတွေမှာပေါ့เนาะဆရာတို့ဒီ17လပိုင်းအစကနေပေါ့เนาะဆရာတို့22ရက်နေ့အထိကအားလုံးကောင်းနေတာတွေ့ရပါတယ်ပေါ့เนาะအပြုနေတဲ့အတွက်ကြောင့်မလို့ဆရာတို့အောင်မြင်ခြင်းတွေပြင်းပြချင်းတိတ်တတအချိုးမြတ်ရရှင်တို့ ကြုံတွေ့နေရမှာဖြစ်ပါရင်နော်ဆရာတို့ဒီ22ရက်နောက်ပိုင်းမှာတင်းလာနန်းနန်းဆက်ဆက်တဲ့အကျိုးပေးကံစားနာကပြန်လည်အာရော့လာမှာဖြစ်တဲ့အတွက်ပေါ့နော်ဆရာတို့ဒီတရက်နေ့ကနေ20ရက်နေ့22ရက်နေ့အထိကဓနမာဝချိုးအားကောင်းနေနော်ငွေကြေးကိစ္စဆာယူစားတဲ့ကိစ္စတွေပြုကောင်းမယ်နော်ဆရာတို့ဒီ လက်ဝင်ကိန်းတွေပေါ့နော်တလားလက်ဝင်ကိန်းတွေလည်းရှိမယ်အဓိကအဖြစ်မော်ဆရာတို့ဒီ17လပိုင်းတနင်္လာနေ့တွေမှာပေါ့နော်လက်ဝင်ကိန်းရှိနေတာဖြစ်ပါတယ်နော်မိမိနေထိုင်ရာအရက်ကနဲ့အရှိစုစုအရက်ကဒီလအတွက်လက်လာပါစံပွင့်တဲ့အရာငွေကြေးစကားပြောဖို့အကောင်းဆုံးအရာဖြစ်နေပါတယ်နော်ဒီ ကျမ်းမာရေးကန်စားတာမှာဆိုလို့ရှိရင်ဆရာတို့သတိထားမှာကဥကောင်းပိုင်းဆိုင်ရာနဲ့ဖက်သက်ပြီးတော့ဗောနော်ပြဿနာတွေခေါင်းမူကောင်းလိုက်တာတွေအာယုံကြောအားနေတာတွေအငင်းအာယုံပိုင်းဆိုင်ရာတွေတွားကြိုက်တွားနာတာစားတဲ့ကျမ်းမာရေးအငင်းတွေအငင်းငယ်အနှင်းငယ်ကလွဲပြီးတော့မှဒီကြံတဲ့ကန်စားတာအငင်းမရှိပါဘူးဗောနော်ဆရာတို့ဒီမူလရောဂါအခံမရှိတဲ့သူတွေအတွက်ဗောနော်ကျမ်းမာရေးပြဿနာကြီးကြီးမားမားကြုံတွေ့ရနိုင်ခြင်းအလွန်နေတဲ့အခါကာလတစ်ခုဖြစ်ပါတယ်နော်အချစ်ရေးကန်စားတာအချစ်ဆန်းအိမ်ကြောင်အချစ် အင်္ဂါရေးကံစားတာတွေမှာဆိုတော့အင်္ဂါနေ့နံတာသမီစနေနေ့နံတာသမီတွေနဲ့เนาะ လွဲပြီးတော့မှဆရာတို့ကြံတဲ့နေနံတွေနဲ့အဆင်ပြေမှုရှိပါတယ်နော်ဒါကြောင့်ကိုယ့်ရဲ့ချစ်သူအိမ်တော်ဘတ်တွေကနော်အင်္ဂါနေ့နံဘွားသားသမီးဒါမှမဟုတ်လို့ချင်းစနေနေ့နံဘွားသားသမီးတွေဖြစ်ခဲ့လို့ချင်းညီနိုင်လို့မရတဲ့ပြဿနာတွေပေါ်ပေါက်တတ်တာကိစ္စရပ်တွေပေါ်ပေါက်တတ်တာနော်စကားပြောဆိုကဆက်လို့ပေါ့နော်ပြဿနာတတ်တာအပြောဆိုအပေါင်းနဲ့မတည့်တာတွေအမြင်မတူတဲ့ပြဿနာတွေတရားတတ်တာမလို့ဒီယူပြုဖို့ဆရာအချံပေးချင်ပါတယ်နော်ပညာရေးကံစားတာကျိုးဆက်အနောက်ချက်မရှိဒါကောင်းနေပါလေเนาะရာထူးရာခံကိစ္စတွေလုပ်ငန်းပိုင်းဆိုင်ရာပြည်သူပြည်မြောက်ရတဲ့ကိစ္စရက်တွေမှာတန်ကြိုးပြုအ ားကောင်းတာမျိုးကြုံရဆုံရဖို့ရှိပါတယ်နော်ကျောက်ဒီလူမှုရေးရာကံစားတာမှလူမှုရေးရာဆိုင်တွေအများအကျိုးပြုလုပ်ငန်းတွေအပေါင်းအသင်းဆိုင်ရာအကျိုးပြုတဲ့ကံစားတာတွေမှာဆရာတို့ဒီတနင်္လာနေ့နံသာသမီကျပ်ပရိနေ့နံသာသမီတို့ရဲ့အထူးအရေးပေးခံရတတ်ပါရဲ့နော်ဒီလူအများကြီးတင့်တယ်မယ်နော်အရှိရနဲ့အနောက်ရဒေသတွေကငွေကြေးလက်လာပါဆန်းတွေကောင်းမွန်မှုရှိနေတာတွေ့ရပါတယ်ကျောက်ဒီစက်တလာပိုင်းအတွက်မှာရေချမ်းနေကြဒေသချနိုင်ငံချကံစားတာတွေအတွက်ပေါ့နော်ဆရာတို့ဒီအရှိရက်က အကျိုးပြုမယ်အထူးအကျိုးပြုမယ်เนาะဒီလအတွက်ဒီ ကန်စားတာမှာပေါ့နော်အကျွတ်ကန်အကျိုးပေးအားကောင်းတဲ့ကဏ္ဍတင်ချာနေမြတ်ဆရာတို့နှစ်ကဏ္ဍ၄ကဏ္ဍ၅ကဏ္ဍ၆ကဏ္ဍစတဲ့ကဏ္ဍတွေဖြစ်ပါတယ်နော်ဒီကဏ္ဍတွေကိုဆရာတို့ဆောင်ရွက်ဖြူတရပုံမှာဆရာပိုင်းစားလေးတွေပုံမှာစော့ပင်နေတဲ့ရေးပြီးတော့မှာကိုယ့်ရဲ့ငွေဝင်ကိုယ့်ရဲ့ပတ်စံရေးပုံနော်စသဖြင့်ကိုပိုင်းငွေကြေးထားရနေရတယ်မှာငွေကြေးတွေနဲ့သူအဆောင်ရတရားပြတ်ထားကြည့်ဖို့ဆရာတိုက်တွန်းချင်ပါတယ်နော်ဒီအဲ့ဒီငွေတွေကမြဲတာတွေနော်အကျိုးတစုံတရာမရှိဘဲနဲ့ကုန်ခန်းခြင်းတွေကနေတတ်နိုင်တယ်လို့ပုံနော်ဆရာကာကွယ်နိုင်ပါလိမ့်မယ်ပုံနော်တနည်းအားဖြင့်ဆရာတို့လက်လာပါကံနေပွင့်ဖို့အတွက်လည်း ထောက်ကူကောင်းဖြစ်စေပါလိမ့်မယ်နော်ဒီ UNG နဲ့အဆောင်ရတရားပြထားကြည့်ဖို့ဆရာအကြံပေးချင်ပါတယ်ဒီအဆောင်ရတရားထားတာကအရင်ကြီးမခက်ခဲပါဘူးနော်မိတ်ဆွေများ ပြီးတော့ဆရာတို့ဒီစမ်းသာဖော်ပြခဲ့တဲ့ကဏ္ဍတွေကိုနော်ဆရာတို့ငွေကြေးကိစ္စတွေစာချုပ်စာတမ်းကိစ္စတွေအယောင်းဝယ်မှာအများဆုံးများလို့တဲ့ကိစ္စရက်တွေမှာနော်အချိန်ကာလနေနဲ့တော့လကောင်းရစွဲနေနဲ့တော့လကောင်းတိုက်ဆိုင်ပြီးတော့မှာတေးစရာအတုံးချကြည့်စေချင်ပါတယ်မိမိရဲ့ကုသိုလ်ကံပေါ်မူတည်ပြီးတော့မှာအကျိုးစီးပွားကံအကျိုးပေးအကောင်းတာတွေကိုယ်တိုင်းကြုံရရပါလိမ့်မယ်ဒီစာရပိုင်းစာလေးတွေကိုဆရာတို့ဆက်တလာပိုင်းကုန်တဲ့အခါမှာထပ်ဆောင်ရတဲ့ပစ္စည်းပစ္စည်းတွေဆောင်ခဲ့တဲ့အတွက်တန်ရှင်းတဲ့မြေချောင်းစတဲ့ရေရှင်မှာစွန့်ပေးရမှာဖြစ်ပါတယ် ဆရာတို့ကြာသပင်းနင်းနံဘွားတာသီများတွင်ဆရာတို့ဒီစတနာပိုင်းအတွင်းမှာကံပွင့်လက်ပွင့်ပြီးတော့မှလုပ်ငန်းကိုင်ကန်တို့အထူးအောင်မြင်စေလို့ခြင်းအတွက်နော်အထူးရတရားအနေနဲ့မိမိရဲ့နင့်နဲ့ဖရားဖြစ်တဲ့အနောက်ရဲ့ဖရားဒါမှမဟုတ်လို့ရှင်နင့်နဲ့ဖရားတွေမှာတွားရဖို့မလွယ်ဘူးတဲ့ပုံစံတွေတဲ့ကိုယ့်ရဲ့အိမ်ဖရားမှာခန်းကော ခုနှစ်ညော့မင်းညော့ပန်းစပုတ်ပွင့်တွဲပြီးတော့မှလူတန်းပူဇော်ပေးပေးပါနော်စိုးတော်နေတဲ့ဆရာတို့ကောင်းညင်းပေါင်းနဲ့အကြော်ကတ်လူပေးပေးပါနော်တောက်တော်ရေချမ်းငါးကွက်ကတ်လူပူဇော်ပေးပေးပါနေ့နေအပြင်ဆရာတို့၁၇လပိုင်းရကြာလပိုင်းနေ့တွေမှာအထူးလူတန်းပူဇော်ပေးပေးပါနော်အချိန်အခါအနေနဲ့ဆရာတို့ဒီမနက်ပိုင်းပေါ့နော်မနက်6:00ရာနေ့မနက်9:00ခွဲအတွင်းမှာလူတန်းပေးရမှာဖြစ်ပါတယ်နော်ဆရာတို့ဒီ ်မိပူဇော်ဖို့အတွက်ပေါ့နော်ဖျောင်းနိုင်ခုနှစ်တိုင်းအမွေးနိုင်ခုနှစ်တိုင်းကိုမိဘအနေနဲ့ကင်းအောင်တဲကြစီမံပြီးတော့မှမိထုံးပူဇော်ပေးရပါမယ်နော်ဟုတ်လားမိထုံးပူဇော်နေကြမိတ်ဆွေတဲ့ဆရာတဲကြလမ်းညွန်လမ်းညွန်ပေးတာဖြစ်ပါတယ်ပေါ့နော်ဖះရှင်ရဲ့ဂုံတော်ပတိပွားများလိုတဲ့ပုံကိုယ်တွေအတွက်ဆရာတို့အရဟံဂုံတော်ကိုပတိစိတ်ပွားများပေးပေးပါအရဟံကိလေသာကင်းစင်တော်မူသောမြတ်စွာဘုရားလိုဂုံတော်ပွားများပြီးတော့မှဂုံတော်ကိုအနည်းဆုံးပတိတရက်ကိုပတ်ရအောင်စိတ်ပေးပါနော် ဒီအခုရေတရာတွေကဆရာနက်ခတ်ကိုနှီးပြီးတော့မှဆရာပေးချရေတရာတွက်ချက်ပေးထားတာမို့လို့ဆရာတို့ဓာတ်ချုပ်ခွဲသွားမှုမရှိအောင်လို့ဆရာပေးထားတဲ့အတိုင်းအတိအကျလုပ်ငန်းပူဆောင်ပေးလို့ရှိရင်ကုတုလည်းရတံပွင့်လက်ပွင့်ပြီးတော့မှလုပ်ငန်းကိုင်ငန်းတို့ဒါစီးပွားရေးတွေမှာအထူးအောင်မြင်လာကြစေမှာပါနော် ချာသာပင်းလေးနဲ့ဘာမိတ်ဆွေများကိုကျမ်းမာစိတ်ချမ်းသာပြီးတော့မှဆက်တလာပိုင်းတလာလုံးဘေးပရာခတ်သိမ်းအပုခတ်သိမ်းကင်းကျင်းကြပါစေကြောင့်ဆွမပေါင်းတောင်းပေးရမယ်။ဆရာဒီဆက်တလာပိုင်းအတွက်ချာသာပင်းလေးနဲ့ဘွာသားသမီးများအတွက်ဟောစရံလေးကိုဆရာကျင်းပြပါမယ်။အဆုံးသတ်လိုက်ပါရခင်ဗျာ။